မင်္ဂလာပါခင်ဗျာဒါတော့ကွန်လွေကြီးရဲ့ညီကွန်လွေလေးဖြစ်ပါတယ်ခင်ဗျာဒါဒီလေးဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာသစ္စာနီရဲ့ကွန်ငယ်ကြီးမှလူပြောက်ချင်းနဲ့အခြားကလေးဝတ္ထုများဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာနားဆင်မိကြပါဦးခင်ဗျာဝုံမိုလေးရဲ့ဘောင်းမီဖြူဖြူတေရီဝေရဲ့ကစားစရာရုပ်တွေထည့်ထားတဲ့ဘီရိုထဲမှာတယ်ဒီလို့ခေါ်တဲ့ဝုံမိုကလေးဟာကြည့်လို့အကောက်ဆုံးတဲ့သူက ဂျာစီအင်ဂျင်နီလေးနဲ့ကုတ်အင်ဂျင်နက်ကိုဝတ်ထားတယ်။အောက်ပိုင်းမှာကတော့ဘောင်းရီဖြူကလေးနဲ့သူဟာသူ့ဝစားတွေအတွက်အမဲဂုံယူတဲ့စကားပြောတတ်တယ်။တခြားအယုတ်တွေကိုမင်းတို့ကြည့်ကြည့်ကြစမ်းဒီဝစားတွေနဲ့ဆိုငါကအကောင်းဆုံးဝို့ဝကလေးပဲ။တချို့ဆိုသူတို့ကိုယ်ပေါ်မှာအမွှေးဝင်အမွှေးအမင်းအမွှေးအမင်းရလွယ်လို့ ဝစားဆိုတသွားတညူတော့ရှိတာမဟုတ်ဘူးကျုပ်ဝစားတွေကတော်တော်ကောင်းပါတယ်ဟုတ်တယ်မဟုတ်လားမမပါဘီဘာဘီဆိုတာသူတို့ထဲကအကြီးဆုံးအယုတ်တခုပဲသူကတီဝေရဲ့အချစ်တော်အယုတ်လို့ပြောရမယ်သူ့ကိုတီဝေကခေါင်းဖြီးပေးတယ်အင်ကြီးလဲပေးတယ်ဘာဘီကိုဘီရိုတေးကရုပ်တွေအလုံးချစ်ခင်ကြတယ်ဘာဘီကဟုတ်ပါရဲ့ဘုံဘုံရုပ်တွေထဲမှာတေဒီကအလှဆုံးပါပဲလို့ပြောတယ် ။ဘာဘီကိုတစ်ဖက်တက်တဘောကြနေတဲ့ဂျူနီယာရုပ်ကဒါပေမဲ့ဘိုက်နည်းနည်းရွှဲနေတယ်လို့ကဲ့ရဲ့စကားပြောတယ်။သူ့ဘိုက်ကတော့ချက်ချက်ရဲ့ရဲ့ဖြစ်နေတာကိုတဘောကောင်းတဲ့ဒေါ်နဲ့ဒက်ဘဲဘဲကလေးဘဲရုပ်ကလေးကဒါတော့အပြစ်ပြောလို့မရဘူးဝုန်းဝုန်းမှန်သမီးကဘိုက်ရွှဲတာတဘာဝအောင်ငါတို့ဘဲရီရဲ့အတန်ကလေတောင်းကတ္တဖြစ်နေရလဲတဘာဝပဲလို့ပြောတယ်အယုတ်တွေတယောက်တစ်ပတ်ဝင်းင်းမဲ့လုံနေတော့ တီရိဝေအခန်းထဲဝင်လာတော့အာလုံးနှုတ်ဆက်သွားကြတယ်မတုံမလောက်အယုတ်တွေပဲဖြစ်သွားကြတာပေါ့အဲ့ဒီနေ့ကနေနေသိပ်ဘူးတော့တီရိဝေကအပြင်ထွက်မစော့ရပဲဤထဲမှာပဲအောင်းနေရတယ်ဒီပေါ့တီရိဝေကပြင်းနေတော့ပကြီးဆွဲဖို့ပြင်ဆင်နေသူ့ရဲ့ရေစေးဘူးလေးထုတ်တယ်ပုံဆွဲဆက်ကူစုံတန်ထုတ်တယ်စုတ်တန်စေးဖို့စေးရီဖြောဖို့ ိုရေတစ်ခွက်သွားခတ်တယ်သူ့မိငါမြင်သွားတော့တီရီပတိဆွဲမလို့လားသပွဲခေသစ်လဲထားတယ်မပေးစိမ့်နဲ့လို့ပြောတယ်ဟုတ်ကဲ့ပါမမေလို့တီရီဝေကပြောလိုက်တယ်အမေက သူ့ပစ္စည်းတွေကိုအမြဲတက်တက်ပြင်းပြင်းရှိနေမှကြိတ်တာတီရီဝေကဘာပုံရေးရကောင်းမလဲစဉ်းစားတယ်သူတဘိုးကြတွေဖားပြီးပုံကခဏခဏရေးဘူးတယ်မီကီမောက်ကြတော့လဲကြွက်တွေကို သူ့မုံလို့ရေးချင်ဘူး ပီတာမန်ကျတော့လေမျက်နှာပြောင်းလို့နေနောက်ဆုံးတယ်ဒီဘုံရီးမယ်လို့ဆိုဖြစ်လိုက်တယ်ဟုတ်တယ်ဝုံမုံကလေးကအမွှေးပွပွနဲ့ဝေါ်တူတူဆိုတော့ချစ်စရာလေးသူဝစားထားတာကလည်းစတိုင်ကြတယ်ဒါနဲ့ဝုံမုံလေးကိုပြီးတော့တဲကယူပြီးဇပွဲပုံမှာထောင်ထားလိုက်တာပေါ့ဝုံမုံလေးကတော့ကျင်းကျင်းနဲ့ပီတီလည်းဖြစ် ခုံလဲယူနေတာပေါ့ငါလိုကောင်စပူးမှရှိသေးလား ငါဘုံအခုပုံကူဆွဲအောင်မယ်ငါတော့အယုတ်လောကမှာနာမည်ကြီးတစ်ဆက်ကြီးအောင်မှာပဲလို့တွင်းနှစ်ထင်ရောက်တွင်းနေတယ်တီးဝေကဝုံးဝုံးလေးပုံရည်တယ်ဘောင်းရည်ဖြူဖြူနဲ့ကောက်ရည်ကြီးနဲ့ပုံရည်ပြီးတော့ဆေးရောက်ချက် ခြေတဲ့ဆေးရုံခြေတုံးမှာပဲတီရီဝေဟာအလောတကြီးလောက်ရင်လက်နဲ့တတ်မိပြီးစုံစည်းတဲ့ရေခွန်မှောက်သွားတယ်စုံတန်စေးထားတာဆိုတော့ရေတွေကညစ်ပတ်တွေနေတယ်ဇဝဲခင်းတွေပေကုံမှလည်းစိုးတယ်ရေတုပ်ပြရအောင်ဝဲကိုရှာတော့လည်းမတွေ့ဘူးဒီတော့အနည်းဆုံးမှရှိနေတဲ့အိုးလီရဲ့ဘောင်းမီဖြူဖြူကိုဆွဲချွေဇဝဲပေါ်ကရေတွေကိုတို့တုပ်ပြလိုက်ရတယ် တော်ပါသေးတယ်ဇဝဲခင်းကတော့ပေမနေတော့ဘူးဒါပေမဲ့ဝုံးဝကလေးရဲ့ဘောင်းမီဖြူဖြူကတော့စိုးရုံမကညစ်ပတ်ပီးသွားတယ်ပြောင်းဝေးပြီလို့ဘလို့မှမကောင်းတော့ဘူးအားကြောင့်အခန်းတော့ကအမိုက်ပုံနဲ့တော့လှိပ်ပြလိုက်ရတယ်အဲ့ဒီကိစ္စကဝုံးဝလေးတွေ့တော့ပြဿနာပဲအရှက်မရှိတဲ့ကောင်ပဲသူ့ကိုကြည့်ပြီးဂျူးနေကြရေကမှတ်ချက်ချတယ် ။ဒေါ်နဲ့တက်ကတော့ရှိုင်းကြီးတဲ့ကုတ်ပါချုပ်မလာရင်ပိုမကောင်းလား။ဘောင်းမီပြီပဲဒါတွေဝေဒါမြင်ရတာတမျိုးကြီးပဲလို့ကြံပြီးတယ်။တက်ဒီကဒါလေးတော့ချမ်းသာပြီးကြပါကွာလို့တောင်းပန်နေ။သူတော်တော်စိတ်မကောင်းဖြစ်နေတယ်။ငါဟာအရင်ကလို့အကောက်စိုးဝိုးလေးမဟုတ်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ငါမှအဝေးသားတစ်ပိုင်းမရှိလို့ပဲ။ငါဟာဘယ်တော့မှပြောရွှေနိုင်မှာမဟုတ်တော့ဘူးတီးဝေကဒီကိစ္စကိုမေ့နေတယ် အရေးလည်းမထားဘူးကျောက်ပြည့်တဲ့တရေသူတို့ရဲ့အိမ်ကိုကြားပေါက်လာလေတော့ကြားပေါက်ကသူ့ဒီရေရောက်တဲ့ကစားနေကြတတီဟိုးဟိုရုပ်ကလေးကိုလိုက်ရှာတယ်တွေးတော့ဟာဘလို့ဖြစ်တာလဲမမတီဘီတတီမှာဘောင်းကြီးမရှိတော့ပါလားလို့ဆိုတယ်သူရှက်နေမှာပေါ့ဘောင်းကြီးပြချုပ်ပေးရအောင်တီဝီကဘာဘီအတွက်အင်ဂျီလေးကြီးချုပ်ပေးနေကြပဲ ခက်တာပဲဘယ်အစားနဲ့သွားချုံမလဲအေယာကင်းဖြူကပေါင်းပြီးသူ့ဘွဲစားလောက်ကတိနဲ့ညက်ရွေးကောင်းမလားမမီတိရေဆုံးစုအောင်ပါတီယူဝေမကြက်သက်ဖြစ်နေကြပောက်ကကျွန်တော်သိပြီကျွန်တော်မှာလက်ကင်ပေါ်ကအစ်စ်ကလေးသက်သေးပါတယ်အဲ့ဒါတတိအတွက်တော့ဘောင်းဘောင်းမီသူ့ဘွဲစားရမှာပဲကြပောက်ရဲ့လက်ကင်ပေါ်ကလည်းဖြူပဲတီယူဝေကကတိနဲ့ညက်အနဲ့ချုပ်လိုက်တော့ဘောင်းမီဖြူလေးပြီးသွားတယ်အမေမဲ့ အစာရှိလှုပ်ချိုးကတော့ဘောင်းမီကအရှိမှုပဲ3 quarter ပင်ဖြစ်နေတယ်။ဒါလေးကောင်းတာပဲ wrap design ပေါ့လို့ကြားဖို့ကပြောတယ်။အခုတော့တယ်ဒီလဲစိတ်ချမ်းသာသွားပြီ။နောက်ဘောင်းမီကပရမဘောင်းမီလုံးတော့မကောင်းဘူး။ဒါပေမဲ့မရှိထားတဲ့ design တော့ပိုကောင်းတာပဲမဟုတ်လား။ဟာရီယာဟာတာမဂ္ဂဇင်းဇွန်လ2006လိုသားရလွယ်အိတ် နွေကုံတော့မီတဏီကမိုးတပြိုက်နှစ်ပြိုက်ရွာသေး၏အနှဲငယ်အေး၍သွားသည်လေကတဖြူးဖြူးတိုက်နေ၏ကောင်းကင်တွင်တိမ်ညိုတအုပ်ကိုတွေ့ရ၏ဘူးကြတော့မေတဲ့ဘေအောင်မြခင်ပေါ်သွေးထိုင်ရင်အင်ဂျင်မုံကပြောလိုက်၏သူညီမသည်ဝေကအနီးတွင်ပကြီဆွဲနေ၏စိတ်မဝင်စားပုံ သူတို့နားကိုကြားပေါက်ခေါ်ကြည်ဟန်မြေရောက်လာကမမအိမ်ချင်းငှက်ကလေးတွေဘာလုပ်နေရလဲဟူမေးသည်ခြံထဲတွေငှက်ကလေးတွေဟိုပြန်ဒီပြန်ကြာရခတ်နေသည်သူတို့နှုတ်သီးပြားတွေမြက်စာကောက်ရိုးမြေကျိုးစာစရကလေးတွေတန်လက်ပါဝါတာဒါတွေ့ရသည်အိမ်ချင်းမုံကအင်ဂျင်မုံက သူတို့အလုံးရှုံနေတာမိုးကြပြီဆိုသူတို့အတိုက်ဟောင်းတွေကိုပြင်နေအတိုက်တဲ့စောက်စောက်တဲ့ကောင်ကစောက်တယ်မိုးတယ်လေးတဲ့ခန့်နိုင်အောင်ပေါ့ဒါကသူတို့အတိုက်ဆပ်ဖို့ပစ္စည်းလေးတွေတိတ်နေကြတာသူတို့နာကိုတပတ်အိမ်ကပုံပုံနဲ့ထုံထုံမောင်နှမနှစ်ယောက်လည်းရောက်လာကြသည်အင်ဂျင်မုံကသူတို့တိုက်ဆောက်နေတာကိုတို့ကူညီကြမလားဟုတ်ပြောတော့ထုံထုံက ဘလို့ကူညီမှာလဲကျွန်တော်တို့ကအတိတ်မှမဆုတ်တတ်တာပြီးတော့ကျွန်တော်တို့နားရောက်တာလဲညကလေးတွေလက်ပြပြီးမှာပဲသူဆိုသည်အင်းကြီးမုံကသူတို့တွေငါတို့ကလိုလိုသားရလွယ်လိုပေးမယ်လीပြောတော့တီရီဝေကပါစိတ်ဝင်စားလာကဆွဲလက်ဆပကြီးစာအိုပိတ်ပြီးမေးလိုက်သည်လိုသားရလွယ်ဆိုတာဘာလဲမှော်လွယ်လीလားဟယ်ရီပေါ်တာထဲရလို့လားအလောင်းခတ်ပါဦး လူသားရလွယ်ကြီးဆိုတာနှစ်ကလေးတွေအတွက်လူနေတဲ့လူနေတာရတဲ့လွယ်ကြီးမျိုးပေါ့နေအောင်ငါအိမ်ထဲမှာအိတ်တိုက်တွားယူလာအောင်မယ်ခဏကြာတော့အင်ဂျင်မုံအဝိအိတ်တအေးယူကပြန်လာပြီအိတ်ကဟောင်းရွှဲဆုပ်ပြက်ကအပေါက်ပေါက်အပြေပြေဖြစ်နေသည်အင်ဂျင်မုံကလူသားရလွယ်ကြီးလို့ပို့မတုံးတော့ပဲဆုပ်ပြက်ထားတဲ့အိတ်ဟောင်းတစ်လုံးလူတယ် ဘလို့အိမ်ပဲဖြစ်ဖြစ်ရတယ်အခုတော့ပောက်ပြင်းနေဘူးကောင်းတယ်အဲ့ဒီထဲကိုနှံကလေးတွေအသက်ဆောင်အောင်မလိုတဲ့ပစ္စည်းတွေကိုတို့အစုထည့်ပေးထားရုံပဲဘလို့ဟာလေးတွေလည်းမမအိမ်ချင်းမျက်လျှောက်ကလေးတွေတကိုင်းချုံမြင့်တင်းတင်းပြင်းပြင်းကလေးတွေအဝေကျိုးစားတွေကောက်ယိုးတွေထုံထုံကကျွန်တော်တို့ဘဲထံကကောက်ယိုးတွေပြယ်ယူလိုက်မယ်အင်ဂျင်မုံက ။ကောင်းတယ်။ဘဲဘွေးရရလည်းယူခဲ့။ကျွတ်နေတဲ့ဘဲဘွေးရှိပြောတာ။ဘဲကိုနှုတ်ယူရအောင်။တီယူဝေကမမခွေးမွေးရောရလား။သူ့မှာအမွှေးဘွားဘော်ဘီဟုခေါ်တော့ခွေးကလေးတစ်ကောင်ရှိသည်။ဖွားပြင်းပြီးနဲ့ဝက်ပြင်းပြီးနဲ့သူ့ကိုကိုဖြီးတယ်ပဲလေအမွှေးချွတ်တက်သည်။ရတာပဲခေါင်းဟောပေါက်ထဲကမှုလေရတာပဲသူတို့ဒီထိုစုပ်စီနှစ်ပါးပစ္စည်းကလေးများကို ်ယူဆောင်လာကြကအိတ်ထဲထဲကြသည်ဒီအိတ်ကိုဟောဟိုကဟောဟိုကချန်ဆက်ကတစ်ပင်ကိုင်းမှာသွားချိတ်ထားရမယ်အိမ်နဲ့တိတ်နီးလို့လည်းဖြစ်ဘူးနှက်ကလေးတွေမလာဘဲနေပဲသူအိတ်ကိုချန်ဆက်တကိုင်းတကိုင်းတွေချိတ်ကသူတို့ကသူတို့ကိုနှက်ကလေးတွေမမီနိုင်သည့်အိမ်ရောက်ခွဲကစောက်ကြည့်နေကြသည်မကြခင်နှက်ကလေးတွေစူးစမ်းရင်းသူအိတ်ကိုတွေ့သွားကြသည် မကြခင်ငှက်ကလေးများသည်ကိုအိတ်ထဲမှ သူတို့လိုအပ်သောပစ္စည်းကိုကတ်ချီပြန်စားရင်လှုပ်ရှုံနေကြတော့သည် သူတို့သည်အံ့ဩခါပျော်ရွှင်နေပုံရ၏သူအိတ်မှ သူတို့တို့လူသားရလိုအိတ်ဖြစ်နေသည်ချောက်ကြည့်နေသောကလေးတွေလည်းပျော်ရွှင်နေကြသည်ငှက်ကလေးတွေကို သူတို့ကူညီနိုင်တော့ကြောက်ဖြစ်သည်ကြားပေါက်ကဝမ်းသာအားရထောက်ထောက်ော်သည် လူသားရလွယ်အိကွာလူသားရလွယ်အိပတ်ကြည့်ကလေးများဟဲ့ဒီမောင်နှမဟာပတ်ကြည့်သေးလို့များဝင်စားရလားအခုအထိပြည့်စင်မပြီးကြသေးဘူးလားသူတို့အမေကြီးစူတန်ထွက်ပေါ်လာသည်ထုံထုံနဲ့ပုံပုံဆိုတော့အမှောင်မောင်နှမဒီဘာပဲလို့လို့ ဖြည်းဖြည်းစီစီနှင်းနှင်းကကန်နိုင်သည်ဖြင့်အမေလောက်သူက အမဲမကြည်မချမ်းစူပူနေရသည် စနေစနေကနေကျောင်းပိတ်ရသည်သူတို့အတော်အပြိုကြီးဒေါခေချိုဝင်းထံပို့ပေးမိဟုမဏိကလေးကသူ့မိကပြောထားသည် သူတို့အတော်သည်ကျောင်းဆရာမပြီးပြီးကလေးများကိုချစ်သက်၏ထားကြောင့်သူတို့ပြောနေကြသည် တော့တော်ညံ့ညင်းတော်နေသည်ထိကတူကားထာကြည့်နေကြသည်ဖြင့် ဒီနေ့မနေ့အိယာတွေကစောစောမထနိုင်ကြအမေသူသူ့အမေကအိယာတွေဝင်းတို့ကဟဲ့ထကြတော့ဖို့ပြင်စင်ကြနင်းတို့အချိန်နိုင်ဝက်ပေးမယ်တို့တော့ထုံးစံတိုင်းသူကအိယာကလေးလေးကကထကြသည်သွားတိုက်တော့လေအကြကြီးမျက်နှာတက်တော့လေအကြကြီးတနအိတာထိုးရသည်သူတို့ပြင်စင်လို့မပြီးသေးနင်တို့ကြောင့်စိတ်ညစ်တယ်ဒီနေ့နေ့ကိုဝေးအချင်းကိုဘယ်တော့မှဖြောက်နိုင်ပါလိမ့်မယ် သူ့အမေကဆူဆူပူပူပဲတော့ချိုအိမ်တို့ခေါ်သွားသည်သူတို့အတော်ရောက်တော့သူ့အမေကနေတို့အတော်ကခလေးချက်ပေမဲ့စီကန်လိုက်ကြည့်တယ်ဒီမှာဒီမှာအိမ်တော့ကလူနေနေစေစေလုံးနေကြနဲ့သူခေါ်ချစ်ချစ်သွားအချိန်ဖြုံးမနေကြနဲ့ဟူမှားကပြန်သွားသည်ဒေါ်ချိုဒေါ်ချိုအိမ်ရှိမှမြေခေးစိမ့်စိမ့်နဲ့ ပန်းချာချေချေရှိသည်မွေးစုပ်ဘွားနှင့်အလှမွေးတော်သောဘောဘီဆိုတဲ့ခွေးကလေးလည်းရှိသည်မဂဇင်းချာနယ်အစားအုပ်တွေလည်းရှိသည်သူတို့ကဘာမှမစားရသေးဘူးဆိုတော့ထောချူကနိုင်ဝဲလုံးနေကော်ဖီခန်းလေးကိုလာခဲ့ကြကျက်ဥပူသေးလောက်ကျွေးမယ်ဟောလေးဖြော်တိုင်းမယ်ချောကလက်ကွက်ကြီးတွေလည်းရှိတယ်ဟုဆိုသည်ဖြင့်သူတို့ပြောကြသည်ထုံထုံကချန်နေစင်းကခွေးကလေးပေါ်ပြီးနေဆော့နေသည် ပုံမောကမြက်ခဲဝေါ်ထိုင်ကကတ်တော့ချန်နေတူဖြတ်နေသည်သနိုင်ဝဲခန့်ကြတော့ကအမှုအနေကောင်ရေမုံစားပဲဟေ့ဟုသူတို့တော့လှမ်းဖို့တော့လေချက်ချင်းရုံမသွားထုံထုံကဘော်ဘီနဲ့လိုက်သက်ပြည့်တဲ့ကစားရတာပြိုနေဤပုံပုံကတော့ဖလာဆာကတုတ်ဇန်လန်ကမဆုံးသေးတဲ့ဖြစ်ဆက်ဖက်နေသည်တနားလောက်ကြာမှကော်ဖီကန်နဲ့ဝင်သွားတော့ခါသူတို့တော့ကမောင်းတွေကပူပူနွဲ့နွဲ့စားရတယ်အေးဆက်ကုံတော့စားလို့မကောင်းတော့ဘူး ဒါကြောင့်အထော်သိမ့်လိုက်ပြီးနောက်ဆိုချိန်ကိုတိတိကျကျလေးစားလိုက်နာကြဟုဆိုသည်ပြီးလျင်မင်းတို့စာနေကြတော့မှာပဲကိစ္စမရှိပါဘူးနောက်နှစ်နာရီလောက်ဆိုမနှက်စာစာနေရောက်တော့မှာပဲအတီကျမဝါစာဝါစာကြတော့မင်းတို့ကြိုက်တဲ့ချက်သားစီပြန်ဟင်းလည်းချက်ကျွေးမယ်အာလူးကက်တဲ့လေးလည်းပါမယ်ပြီးတော့ဝက်ချက်တော့ဟင်းကျိုးတားရတာနဲ့ ဖြင့်ကြားရတာနဲ့သူတို့သိရယူလာသည်ဘောချိုဤဝေါ်ချက်တော့ဆွပြုံဟင်းညိုအင်မတန်ကောင်းလာသူတို့သိသည်ကဲတော့ကစားနေကြကိုလက်ကနိုင်ရဲကြည်အောင်စက်တနိုင်ပြီပြီနော်နှုံးမကြသေးနဲ့တို့တော့ထုံးစံတိုင်းသူတို့ကအချိန်ကိုဖြူမဆိုင်ကြတပတ်ချံကို ကူးသွားကထိုချံမှတီရီဝေတော်ညီမနဲ့ဆော့ကြသည်ကျောင်းတွင်သူတို့သည်သူနေတကယ်ချင်းများဖြစ်ကြသည် ။ဒီဝေကနောက်ဆုံးထပ် Harry Potter ရုပ်ရှင်ကပြကထိုင်ရင်းနေရှိအခြေကုန်မှမသိ။ဘိုက်ဆာလာသဖြင့်နိုင်ကြည့်လိုက်တော့ဆက်နေနိုင်ထိုးတော်မူ။အိမ်ပြန်ပြေးကြသည်။ထမင်းစားခန်းလေးဝင်သွားတော့အာလုံးသိသိပြီးနေပြီ။သူ့တော်ကမင်းတို့တနိုင်တိတိနှောက်ကြတယ်။မင်းတို့ကိုအထထံပေးတဲ့နေနဲ့ဘာမှမကြွေးတော့ဘူး။မင်းတို့မိကမင်းတို့ဘာလို့လုံနှင်းနှင်းကန်ကန်လုပ်တာ။ အချိန်မလေးစားတာမကြိုက်ဘူးအဲ့ဒီကြက်လေးကိုပြင်မေးဖို့ငါစီထွက်လိုက်တာဒီတော့မင်းတို့ကိုပြည့်ကိုခံကြထုံထုံရောပုံပုံမှာစိတ်ညစ်သွားသည်တို့တော့သူတို့တော့ကနေခင်းငါတို့စိတ်ဆိုင်ရုံသွားကြမယ်ကြောလိုက်တဲ့ဖြင့်ကြောသွားကြသည်ဘိုက်စာရာပဲမေးပြောက်သွား၏ဒီနန်းထဲကကလေးတွေလည်းပါမယ်စုပြီးကားခန်းသွားကြမှာနှစ်နာရီထိုးရင်နန်းထဲကကားခတ်မယ်မင်းတို့နှုတ်မကြစေနဲ့ ပိုရောင်စားဖို့တတိကိတ်ဖုတ်လာအောင်မယ်စိတ်သားပတ်နဲ့အိုင်စကရီမ်လည်းပါမယ်ကဲမင်းတို့အိတ်ခန်းထဲမှာသွားနာကြသူတို့အခန်းထဲရောက်တော့ဘိုင်းစာစာနဲ့အိတ်လိုသွားကြပြီတို့တော့တော်ပါသေးသည်သူတို့တော့တနင်္ဂနွေတွင်လာမှုသည်ဟဲ့ထားကြမင်းမင်းကြီးချိုးကြအသိဆိုင်ယူသွားမယ်မင်းတို့နာယူဝဲပဲအချိန်ရတယ်ဒီတော့မှသူတို့အဲ့ရကထားသည်ရေချိုးကြသည် တုံးဆန်တိုင်းဘာလဲလို့နိနေဖြည်းဖြည်းလေးလေးကက်ကက်နိနေဖြည်းဖြည်းလေးလေးကက်ကက်နှစ်နာရီထိုးတော့သူတို့တော်ကဆွဲချစ်ဆွဲကငါလမ်းထိတ်ကားဂိတ်ကစောက်မယ်ဟေ့ဟူပြောကအင်းကထွက်သွားပြီထုံထုံကသူ့ခြေတစ်ဖက်ပြောင်းနေရမှာလက်ရှာနေရသဖြင့်ကြာသွားသည်ပုံမှန်ကတော့ရက်ကရက်ပုံမှန်ကတော့ရက်ကကောင်းဝင်တထိုင်ပြီးတစ်ဆယ်လဲကဝှက်ကြည့်နေသည် ူတို့ဝေစားတယ်ဝေပြီးတော့နှစ်နိုင်ဝဲတော်မီသူတို့လမ်းထိပ်ကိုပြေးကြပြေးလာကြပြီတို့တော့ကားကမရှိတော့လူတွေက15မိနစ်ထိအောင်စောင့်သေးတယ်နောက်မှထွက်သွားတာဟုပြောကြသည်လွဲပြန်ပြီးသူတို့စိတ်ပြက်လက်ပြက်အင်းပြန်လာခဲ့ကြသည်မိဖို့ခဲနေဝင်းကဝင်းကရှိတာလေးပဲအစာပြေစားကြရတော့မီဟုတွေးခဲ့၏တို့တော့အင်းရောက်တော့ကသူတို့အိမ်တကာတုတ်ခဲထားတာသူရ၏ အေဘုံမျိုးသမီးကသူတို့လည်းတရိစေယုံပါဝါပြီးထင်ကအိမ်ပြန်သွားရှိဖြစ်သည် သူတို့တော်ကအင်ကိုဆော့ဆော့ပြန်ခွေပေးတော့ပြီးဖြစ်သည်ဖြင့်မနေ့ဖြစ်မှပြက်လာလိမ့်မည်သူတို့အိမ်ထဲထဲဝင်မရဘာမှလည်းမစားရပဲပတ်ထက်နေမှထိုင်မှိုင်နေရသည်ညနေမှောက်စားပြီးမှသူတို့တော်ပြန်ပြန်ရောက်လာပြီးဘာလဲမင်းတို့မင်းတို့ကမင်းတို့က ကျွေးဆိုင်ကိုမလိုက်ရုံနေခဲ့ရလားဟုတ်ပါဘူးကျွန်တော်တို့နောက်ကျနေတာပါကာသမ15မိနစ်တိတိစောက်သေးတယ်တခြားကလေးတွေလည်းရှိသေးတော့ဒီထက်ပိုဆောင်လို့လဲကိုယ်လည်းမကောင်းဘူးကိစ္စမရှိပါဘူးနည်းဖြန်ငါတို့တွေကံတော်ကြီးပန်းချံကိုပြိုးပဲဆက်ထွက်ဖို့အစီအစဉ်ရှိတယ်မင်းတို့လည်းဘိုက်ဆံကြီးကြရောပေါ့ညနေစာကို6နိုင်ခွဲမှာစားကြမယ်ဟိနောက်မကြစီရင်လည်း ဒီတစ်ခါတော့သူတို့နှုတ်မကြနှုတ်ကြမနေပါနှုတ်ကြခြင်းအရသာကိုတဏီလုံးခန်းစားခဲ့ကြပြီဖြစ်ရာ၆နိုင်ခွဲရဲ့တမနေ့အလိုသွင်းသင်မင်းစားခန်းတွေတို့ရောက်လာကြသည်နောက်တနေ့ကံတော်ကြီးတို့ကြော်ဝဲဆက်ထွက်ရသည်လည်းပါလာကြသည် သူတို့အိမ်မရောက်တော့ခါသူတို့သည်ထထချာချာရှိတော့ကလေးငယ်ဖြစ်နေကြသည်သူတို့မိကလည်းသူတို့ကို နမဲပြုံဖြစ်ပတ်ကြည့်ကလေးများဟုမခေါ်တော့ပါ ဟာရေဟာသမကစင် စက်တဲပါ2006ကျော်စရာကောင်းတဲ့တနင်းကနေကြည်ဟံမီးဟာအစောတန်တဲ့ကောင်းလေးတယောက်ပေါ့သူကညာလေးကောင်းတော့ရက်ကွက်ထဲကခလေးတော်တော်များများက သူ့ကိုခင်ကြပါတယ်ဒီနေ့တနင်းကနေကျောင်းဘေးရဆိုတော့ပျော်စရာကောင်းတဲ့တနင်းကနေဖြစ်အောင်သူမီးကုန်ရန်ကုန်စော့မယ်လို့ကြေွယ်ထားပေမဲ့သူ့မိကတားရေဘယ်လဲ ဒီနေ့အကြောင်းမေးရလေတတ်တော့ဆုံးလို့မမေမဆော့ပါနဲ့ဦးသားရေမိုးပုံလိုက်ပြီဆိုတော့ခြံဝေးထရန်ကြီးကိုစီးပြေတော့ဖို့ရှိတယ်မင်းဖီလည်းမအားဘူးဆိုတော့မင်းပဲလှုပ်လိုက်ပါကွယ်စုတ်တန်နဲ့စီးရီစတိုခန်းလေးမှာရှိတယ်စီးတော့ပြီးရင်တော့တားကစားရင်ကစားတော့လို့ဆိုရဲဒီဟန်ဒီဟန်မြေရေမောသွားတယ်သူတို့ခြံစီယိုးကပေ30ပေ40ရှိတယ်တသားပြားတွေခက်စိတ်စိတ်ကာထားတာ ကားရတာသူသူတယောက်သေးသာဈေးတောင်းရမယ်ဆိုတဏီကုန်သွားနိုင်တယ်ဒါကြောင့်စော့ဖို့အချိန်ရှိမှမဟုတ်တော့ဘူးဒါဆိုသူ့အတွက်ကြောက်မရဟာပြိုးဆရာသနင်းကလေးလေးဖြစ်တော့မှလေဒါပေမဲ့အမေခိုင်းရတာဆိုတော့မလုပ်ရင်လည်းမဖြစ်ဘူးသူမုတ်ဘိုးလိုချင်တယ်လို့ပြောလိုက်တိုင်းအမေကလွယ်လွယ်ကူကူပေးနေကြအဖေကလည်းခလေးဆိုတာလေသူ့မိသားစုမှာသူ ူနဲ့ထိုက်တန်တဲ့တာဝန်မျိုးယူသတဲ့တလေငငယ်ကလေးကရှိတဲ့တဲ့ဒါမှကြီးလာတဲ့အခါတာဝန်ကိုမကြောက်တတ်တဲ့စိတ်ဖြစ်ပြီးဒူယာဝင်မှာတဲ့ဒီတော့သူမလုံလုံဖြစ်ဘူးဒါကြောင့်စတိုဖန်လေးမှာရှိတဲ့အဖြူရောင်ရေစေးတကာလံဘုံကိုစွဲလေးလမ်းမှဆုံတန်ပြာယူကင်ပြီးခြံရှိထွက်လာခဲ့တယ်။တန်ွေသမိုးလုံးနေတဲ့ရေတံခံရလို့ဆေးရုံလေးပြက်ပြင်းနေ ရှီလျားတဲ့ ဝင်းနီယန်ကြီးကိုမြင်တော့သူစိတ်တက်ကြသွားတယ်။ဒီဝင်းနီယန်ကိုသူတယောက်တည်းအချင်းတူတူနဲ့ပြီးအောင်ဘလို့လုပ်မလဲ။ကင်းချီများလို့ဓာတ်တွေအများကြီးရှိရင်တော့အကောင်သားအခုတော့ကြီးရန်မြင့်အလုံးမလုံးနိုင်သေးပဲဝင်းထီယန်အရှိန်မြခဲပေါ်မှာတကူတည်းထိုင်းမိုင်းနေတော့သူတို့လမ်းထဲကသူ့တငယ်ချင်းသုံးယောက်ဖြစ်တဲ့တီရီဝေရဲ့ပောက်ပောက်ရဲ့တာတီးရဲ့ရောက်လာကြပြီ။ဟီးဝေက သူ့ကိုကြည့်ပြီး ငါတို့ကစားမလို့နင်းကိုနင်းကိုလာခေါ်တာနင်းကိုကြည့်ရတာအင်းကလောက်ခိုင်းထားတယ်ထင်တယ်။ဒါဆိုတို့ပါလာပဲတော့ကစားကြမယ်လို့ပြောတယ်။တီယံမီးကရုပ်စရက်မြန်ကူပြီးငါ့အင်းကငါ့ကိုအင်းကဘာမှခိုင်းတာပါဘူး။မညာနဲ့နင်းကိုအင်းကစိတ်ထုတ်ခိုင်းလာတယ်မလား။မဟုတ်ပါဘူးငါပြင်းတာလဲစိတ်ထုတ်တယ်ကစားဘူး။လို့ပြောလိုက်တယ်ပေါ့ပေါ့ကစိတ်ထုတ်တယ်ကစားမလို့ဟုတ်လား။ဟုတ်တယ်လေတို့စိတ်မီးနေတာ ထောက်စီထိုးတန်းတစ်ပေတတန်းဂျူးနေကြလောက်တန်းဘောလုံးကန်သာကစားနေကြတာစုံစုံနေတော့ကြာတော့ယူလာပြီအဲ့လိုကစားရတာပြင်းလာတယ်ဒါကြောင့်အသက်ဆန်းအနေနဲ့စိတ်တုံတဲ့ကစားမလို့လို့ပြောတယ်ဒီတော့တာတီးကဟုတ်လားငါလဲစိတ်တုံတဲ့ကစားတင်တယ်ငါလဲပါမယ်လို့ပြောလိုက်တယ်ဒါပေမဲ့ GM ကအိုင်တင်ခံပြီးစေးတုံလာကလာရဲဆိုတော့စေးကုန်နေကွာ ်မင်းကိုအလကားတော့ကစားဖို့မပြုနိုင်ဘူးမင်းဘာပေးမလဲငါစီမံမုံဘိုးနေရပါတယ်မင်းတရားယူကွာကောင်းပြီဆိုပြီးကြည်ရမင်းကပတ်စံတရားယူလိုက်တယ်ပတ်ပုတ်ကငါတော့ပတ်စံပါမလားဘူးငါချင်းကလေးရှိတယ်မင်းယူဆိုပြီးသူ့ဘောင်းဝင်အိတ်တွေကချင်းကလေးထုတ်ပေးတယ်ဒီဟမင်းကမင်းကိုငါတိတ်ခင်လို့လက်ခံလိုက်တာနော်လို့ပြောနေတယ်။တီရှိဝေကငါလဲပါလို့ရမလားလို့မေးတော့ ကြီးဟဲမင်းကဟာရတာပေါ့ဒါဘောလုံးခံတာမှမဟုတ်တာယောက်ျားလေးရောမိန်းကလေးရောကစားလို့ရတာပဲနင့်မဖာပေးဖို့ရှိတယ်ငါပါဒီနိုင်ငံခြားပို့လိုက်တဲ့ချောကလက်တစ်ပြားပါတယ်ပေးလေဟွန်းနင့်ဟာကြိုက်ပြီးသားကြီးပဲတကယ်လေးပါဟဲ့ကြီးဟဲမင်းကစတိုခန်းထဲကဘူးတွေယူပြီးဆေးတွေခွဲထည့်ပေးတယ်ပြီးတော့စုပ်တဲ့ချောင်းစီပေးပြီးကဲနေတို့ဆေးတုပ်တန်းသွားကစားကြတော့ သူကသူကတော့အင်းရှိကတစ်ပေရဲ့အောင်မှာချောကလတ်စားလိုက်ခြင်းပေါက်လိုက်လုပ်နေတယ်။ဟိုတုံးရောင်ကတော့စိတ်တုံတန်းစိတ်တုံရတာပျော်လို့အားလုံးကိုမိနေသလိုပဲ။အဲ့ဒီချိန်မှာဟိုဘက်လန်းကစောစောနဲ့သူ့ဖို့တုံးရောက်ဘောလုံးကံပြီးရောက်လာတယ်။စောစောကကြည်ဟန်မင်းဘောလုံးကံကြမယ်ပြောတော့ဟာငမအားဟိုငါတို့စိတ်တုံနဲ့စိတ်တုံတန်းကလာနေရတာ။ဟိုမှာကြည်လို့ပြလိုက်တယ်။စောစောရေးပါမလားရေး ငါတို့စေးစုံနဲ့ကစားကစားနေရတိတ်ပြောဖို့ကောင်းတယ်လို့လှမ်းတော်တယ်။စေးဖြူတွေသူ့ပါတဲ့ပါနဲ့လက်တွေမှာရောသူ့ကောင်ရဲ့ပိုက်ရောက်ကလေးမှာပြေးတဲ့နေတယ်။ဒီစောစောတို့တလိုက်စေးဝေးစားသွားပြီ။ထိုလဲပါမယ်လို့ပြောတယ်ပြောတော့ကြီးဟန်မင်းကထုံးစံတိုင်းပြီးတယ်။ဒီတိုင်းပါလို့မရဘူးမင်းတို့ပါပြီးမှလဲ။စောစောကငါပါကြကလေးကိုမင်းကိုတည့်ရငှားမယ်။ ဇော်ဇော်ရဲ့ဘာကြကလေးကိုသူမှုန့်ရင်နေတာကြာပြီရင်ကဒီကလုံးဝပေးမမဟုတ်ဘူးဒါနဲ့သဘောကျလိုက်တည်းကျန်တဲ့သုံးကောင်စီကလည်းသူလင်းမော်ဒီတလုံးစွန်ကျိုးနေနေနဲ့ခေါ်လီခေါ်လီသုံးလုံးရလိုက်တယ်သူတို့တွေစိတ်တုံနေတဲ့အချိန်မှာတော့ဇော်ဇော်ကလင်းမော်ဒီလေးစားလိုက်ဘာကြလေးမှုန့်လိုက်နေအချိန်ကြနေတာပေါ့ကလေးခုနေရအလူရဲ့တက်ညီနန်းညီတုံးလိုက်ကြတာတနအီကြိုကြော်ဆွေးဝင်းနေရအောင်စိတ်တုံပြီးသွားတယ် ပြီးရင်မြင့်ကတော့ပိုင်လဲဝကစားဆရာကြီးလည်းရလို့တော့သူကအင်းလေးပြန်ဝင်လာပြီးသမီးချန်နေတဲ့သူ့မိကိုအမေကျွန်တော်ဆေးတော့ပြီးပြီးသွားကစားရမယ်လို့ပြောတော့သူ့မိကမယုံဘူးဒါပေမဲ့လူကိုယ်ရထွက်ကြည့်တော့လူဝင်းချန်တို့လိုဆေးတော့ပြီးတည်တာတွေ့တော့အော်ပါတယ်အဲ့ဒီချိန်မှာကြည်ဟန်မင်းကစောစောလူနဲ့ပေါ်လောက်ခရအောင်ဒီကလေးတချို့ချို့နဲ့ထွက်သွားပြီးသူက ီနေ့ဟာသူ့ကိုတကယ်ကိုပြောစရာတနည်းငယ်တွေပဲလို့တွေးနေလိုက်သေးတယ်။ဟာရီယာဟာတာမဂစင်မတ်2000ခု။ဘုဘတ်ချန်ကကောင်းကလေး။ညီညီရဲ့ညီညီရဲ့တာဘမလဲ။သူ့အမေကတကြီးကြီးအော်တော်သည်။ခေါင်းရင်းအိမ်ပေါင်းဝမ်းမှာချန်လေးတို့နှမ်းကြည့်၏။ညီညီကချန်လေးကတပိတပိအကိုင်းခဲများကြရောက်နေရာသူ့မေကြီးခေါ်တောင်ကြားတော်လဲလုံးဝပြန်မထူးပဲနေ၏။ ူကတာဇာလုံတန်းကစားနေခြင်းဖြစ်ခါကစားမဲ့သူဖြစ်သည်ဖြင့်ကစားပြက်မှာကြောက်ကသူ့အမေခေါ်ဒီကိုမမတော်ခြင်းဖြစ်သည်ပြီးတော့သူကအပြင်းလဲထူသည်သူ့အမေကခေါ်ကသူ့ကိုတခုခိုင်းမိကိုစိုးရုံနေ၏သူကတုတ်တုတ်ကလေးပင်မဟုတ်သူ့အမေကစိတ်ပြက်ခါအိမ်ထဲပြန်ဝင်လာသည်နေခင်းကြတော့သူ့အမေကတခါခေါ်ပြန်သည်ညီကြီးရဲ့ညီကြီးငါခေါ်နေတာကြားလား ကြိုင်လောက်ညီကပန်းရုံတုံဤနောက်အနောက်တွင်ကတ်တုံးဆောင်တုံးဖက်နေသည်ကတ်တုံးထဲတွင်စိတ်ဝင်စားနေဖြင့်ကတ်တုံးအဖက်ပြက်မီဆိုးကလုံးဝမထူသူ့မိကညီညီရဲ့နေနာလေးနေလားပုံးနေရလားထွက်ခဲ့တော့ငခိုင်းချင်ရှိလို့ခိုင်းချင်ရှိလို့ဆိုသည့်အတွက်ပုံမထူဝဲနေသည်သူ့မိကအော်သည်ညီညီရဲ့ညီညီရဲ့ခမညာထူးတာထွက်ပေါ်လာသည် တက်လျက်ချန်စီရောအုတ်တိုင်းပေါ်တို့ညီညီတို့ရွယ်ကောင်းလေးတယောက်တက်လာသည်ကောင်းလေးကကြည်ကြည်စွာတော်တော်ကျွန်တော်နာမည်ကိုခေါ်သလားခမညကျွန်တော်နာမည်ကိုခေါ်နေတာကြားလို့ခုပြော၏ငါကငါသာခေါ်နေတာပါမင်းနာမည်ကလည်းညီညီရဲလားမင်းဟိုကအရင်ကမမြင်ဘူးဟုတ်ကဲ့ကျွန်တော်ငယ်နာမည်ကညီညီပါဥပအိမ်ဝင်နေတဲ့ကျွန်တော်အဖွားစီကိုကြောက်ပိတ်တော့လာနေရပါဒေါတော်ဘာများခိုင်းနေရှိလို့လဲ တော်တော့ဒါခြံနေမှာမရှိဘူးထင်တယ်။ဒါခိုင်းစရာရှိရင်သူ့ကိုဆိုကျွန်တော်လဝေးပါမယ်။ဒီလိုအပြန်လှန်ပြောနေတာတွေကိုညီညီကကောက်ကောက်ကြနေရသည်။ဒီကောင်တော်တော်နားရဲကောင်ခံပါစေကွာသူတွေးလိုက်သည်။ဒါဆိုလည်းကျေးဇူးပဲကွယ်ဒေါ်တော့ကိုဈေးသွားပြီးစက်တူနီဝယ်ပေးစမ်းမှမနက်ကဈေးသွားရင်မိလာလို့ဟုတ်ကဲ့ဒေါ်တော်ကျွန်တော်ကျွန်တော်အမေက လူကြီးတွေကိုကူရမယ်လို့မှားထားပါတယ်။ ထို့ဖြင့်ညီညီကအစည်းဝယ်ပေးလိုက်ပြီးလုံသရဲတွေထို့တို့ခေါ်ပြန်သည်ထုံးစံတိုင်းညီညီရောက်မလားတပတ်ချံကကုံကလေးရောက်လာသည်ဘိုင်ဟွန်ဘိုင်ဟဘာခိုင်းမလို့လဲတော်တော်ကျွန်တော်ဘာလုပ်ပေးရမလဲခိုင်းမလို့မဟုတ်ပါဘူးကွယ်ပေါက်စီကျင်းမလို့ပေါက်စီနှလုံးကိုတယောက်တစ်လုံးကျင်းမလို့ပဲတို့တို့ကကမလာဘူးဆိုတော့မင်းပဲမင်းပဲနှလုံးစလုံးယူသွားပြီတော့ဟုတ်ပေးလိုက်လေသည် ညီညီသည်ပေါ့စီအလွန်ကြိုက်သည်တပတ်ချံကကောင်းလေးကသူ့ပေါ့စီကိုပါယူသွားသည့်အတွက်မခန့်ချီမခန့်တာဖြစ်နေသည်အခုမှတော့ပုံနေရကသူ့ထွက်သွားကပေါ့စီခွဲယူဖို့မကောင်းတော့ညီညီတယောက်တည်းစိတ်ညစ်နေစေသူရှိရာညာပန်းချံနောက်ဘက်တို့တို့သူဘတ်ချံကကောင်းကလေးဟိုဘတ်ချံကကောင်းကလေးရောက်လာသည်သူ့ကို ပေါ့စီတကူလှမ်းပေးက မင်းလည်းပေါ့စီကြိုက်နေမလားတို့ကလေးတွေအားလုံးပေါ့စီကြိုက်ကြတာပဲရော့ယူငါမယူပါဘူးကွာငါအမေကမင်းကိုမင်းကိုပေးလိုက်တာပဲငါတယောက်တည်းနှလုံးမကုန်အောင်ကွာမင်းကိုလည်းပေးချင်လို့ယူလာတာဒီတော့မှအညီညီလှမ်းယူရင်မင်းနဲ့မယ်လည်းညီညီလာကောင်းလေးကခေါင်းခါကမဟုတ်ဘူးငါဟိုဘက်ထံရောက်ကလေးကမင်းမေမင်းကိုခေါ်နေတယ်မြဲကြရတယ်မင်းကဘယ်တော့မှမထူး ဒါကြောင့်ငါဝင်ထူးလိုက်ရတာမင်းမင်းကိုကူညီရလို့မင်းစကားကြားရတာငါရှက်လိုက်တာဘာမှမတော်ပဲမင်းဒီစိတ်ထားမင်းဒီစိတ်ထားနိုင်တာချီးကျူးတယ်ငါနှုံတရပြီနောက်ဆိုအမေခေါ်တိုင်းသူ့စကားမဆုံးခင်သူ့မိကြီးခေါ်နဲ့ထွက်လာရညီညီရဲ့ညီညီခမခမသူတို့နှစ်ယောက်စလုံးပြိုင်းတူထူးလိုက်မိလေသည်ဟာဒီယာဟာဒာမဂဇင်းဧပြီ2000 ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ